မင်္ဂလာပါခင်ဗျရှင်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံကိုအင်းကြီးချင်းပြုတ်နိုင်ငံရဲ့ကိုဂျိုးစီဘတ်တခုတည်းကြည့်တဲ့တရုတ်ဩဇာလွှမ်းမိုးချုပ်ကန်မှုကရေဦးတော်လန်ရေးအတွက်ကြီးမားတဲ့အခက်အခဲဖြစ်တယ်လို့ DNL ဗိုလ်ချုပ်တာဖုံကျော်ကတင်ဝင်ပြောဆိုလိုက်ပါတယ်ရှင်ကုန်မြို့လာဗာမြို့နယ်က New Party KTV မှာပြစ်ခတ်ခံရပြီးသိသေးသွားတယ်အာမြင့်လို့ခေါ်သူဟော်ချွန်းမြန်ဟာဒုစရိုက်လောကကဖြစ်ပြီး သူ့ရဲ့နာရီကိုအချက်ဖက်စစ်ကောင်စီတပ်ရဲ့ဗိုလ်မှူးဗိုလ်ကြီး၈ဦးကလွမ်းသူပန်းချင်းလာပို့သွားတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမစုတ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာနိုင်ငံကိုအင်းနီချင်းတုံနိုင်ငံရဲ့ကိုဂျိုးစီဘွားတကူတဲ့ကြည်တဲ့တေဩဇာလွှမ်းမှုချုပ်ကန်မှုကနှွေဦးတော်လန်ရေးအတွက်ကြီးမားတဲ့အခက်အခဲဖြစ်တယ်လို့ TNN ဗိုလ်ချုပ်တာဖုံကျော်ကတရားဝင်ပြောဆိုလိုက်ပါတယ်။ဒါကတော့ ဒီ NL တက်ရဲ့အထွေထွေအတွင်းရေးမှုဗိုလ်ချုပ်တာဖုံကျော်ကသူ့ရဲ့လူမှုကွန်ရက်ကနေတဆင်ယမန်နေ့ကပဲလက်ရှိတော်လန်ရေးမှာရင်ဆိုင်နေရတဲ့အကြီးမားဆုံးအခက်ခဲဆိုတဲ့ခေါင်းစဉ်နဲ့တရားဝင်အတိအလင်းရေးသားပြောဆိုလိုက်တာပါအဲ့ဒီမှာရေးထားတာကလူစိတ်မဲ့ပြီးတပ်ဖြတ်ရက်ဆက်ဝတ်နဲ့မြန်မာစစ်အာဏာရှင်ရဲ့လုပ်ရက်တွေကိုကျိုးစီးပွားတစ်ခုတည်းကြည့်တဲ့တရုတ်ဩဇာလွှမ်းမိုးချုပ်ကိုင်မှု အာဏာရှင်ရဲ့ရှေ့ကြတဲ့ဖိနှိပ်မှုမှာနွမ်းလျာလက်ပန်းကျနေတဲ့ပြည်သူလူထု ဒေါ်လာရစ်အတွက်ခိုင်မာအားကောင်းတဲ့ဥစားမှုမတီးစောင့်နိုင်သေးတာအခြားအရာတွေလည်းရှိနိုင်ပါသေးတယ်ဒီလိုပဲလဲကြလိုက်ပြန်ထလိုက်နဲ့ဒီခက်ခဲတွေကိုကြော်လွှားဖို့အစစ်အစင်ဖြတ်ကျော်ရမှာပါပဲရဲဘော်တို့ဆိုတဲ့စာသားကို DNL ရဲ့အထွေထွေအတွင်းရေးမှူးဘိုဂျုတ်တာဖုန်ကျော်ကလက်ရှိမြန်မာနိုင်ငံကိုအင်းကြီးချင်းတရုတ်နိုင်ငံရဲ့ကိုဂျိုးစီပွားတစ်ခုတည်းကြည့်တယ်တရုတ်ဩဇာလွှမ်းမှုချုပ်ကိုင်မှုအကြောင်းကိုပါထည့်သွင်းပြောဆိုထားတာပါတစ်ဖက်မှာလေ DNL ရဲ့ပြောဆိုခွင့်ရှိသူလွေးရီဦးက ဒီလိုနိုင်ငံအနေနဲ့ရှမ်းမြောက်ဒေသမှာတိုက်ပွဲတွေမဖြစ်ပွားအောင်ဆိုပြီးဒီနယ်လီအပေါ်ဖိအားပေးမှုတွေကြီးကြီးမားမားပေးနေတဲ့အကြောင်းကိုဩဂုလ9ရက်နေ့သတင်းစာရှင်းလင်းပွဲမှာထုတ်ပေါ်ပြောဆိုခဲ့ပါသေးတယ်။အခုလာမယ့်ဩဂုလအတွင်းမှာလည်းဒီလိုနိုင်ငံရဲ့ဂျာဝင်ဖိအားပေးမှုနဲ့ပဲစစ်ကောင်စီနဲ့ TNL ကြားထပ်မံတွေ့ဆုံဆွေးနွေးဖို့ရှိနေပြီမဲ့ TNL အနေနဲ့ကတော့မူလယက်တီချက်အတိုင်းပြည်သူလူထုဘက်ကသာဆက်လက်ယက်တီသွားမှာဖြစ်တယ်လို့တင်တယ်လေကအတိအလင်းပြောထားပါသေးတယ်။လက်ရှိမှာလည်း တရုတ်နိုင်ငံရဲ့ဂျာဝင် PR ပေးမှုတွေကြောင့်နောင်ချိုမြို့ကို TNL ကလက်လွတ်ပေးထားပေမဲ့နောက်ထပ် TNL သိမ့်ပိုက်ထားတဲ့ကြောင်မဲတီဘောမိုးကုတ်အပါဝင်အခြားနယ်မြေတွေကိုထပ်ပြီးလက်မလွတ်ရရေးအတွက်လှုပ်ဆောင်နေသလိုစစ်ကောင်စီဘက်ကတော့တရုတ်အကူအညီနဲ့ TNL သိမ့်ပိုက်ထားတဲ့နယ်မြေတွေကိုပြန်ပေးဖို့တောင်းနေပေမဲ့ TNL ကတော့နောက်ထပ်နယ်မြေတွေကိုပြန်ပေးဖို့မရှိသလိုအခုထပ်ပြီးလုပ်မဲ့ဆွေးနွေးပွဲမှာလည်းစစ်ကောင်စီက TNL ထိန်းချုပ်ထားတဲ့နယ်မြေတွေကိုတရုတ်အကူအညီနဲ့ထပ်တောင်းလာရင်လည်း TNL ကပြန်ပေးဖို့မရှိဘူးလို့ TNL ပြောရဆိုခွင့်ရှိသူလွေးရီဦးကအတီလင်းထုတ်ပေါ်ပြောဆိုခဲ့ပါသေးတယ်ခင်ဗျတဖက်မှာတော့အချင်းဖက်စစ်ကောင်စီတပ်ကသူတို့တပ်သားတစ်အဖြစ်စုဆောင်းထားတဲ့တောင်ကြီးမြို့နေစစ်မှုထမ်းတပ်သားတဲ့မောင်ချမ်းမြေအောင်ဆိုသူ ရှေ့တန်းမှာတည်သွားတာကို6လကျော်မှမိသားစုကိုအတိပေးလာပြီးတည်ဆုံးစစ်မှုထမ်းတပ်သားတစ်တွေအတွက်မြေတိအကျိုးခံစား권မှမပေးဘူးဆိုပြီးတော့ပါစစ်တပ်ကအတိလင်းအကြောင်းကြားလာတယ်လို့မိသားစုဝင်တချို့နဲ့ဒေတာတွင်းသတင်းရင်းမြစ်ကပြောပါတယ်ဒါကတော့အကြံဖက်စစ်ကောင်စီတပ်ကအတင်းကျပ်တပ်သားတွေစုဆောင်းထားတဲ့ရမ်းမီနယ်တောင်ကြီးမြို့လက်မတော်ရက်ကွက်နေအသက်30အရွယ်မောင်ချမ်းမြင့်အောင်ဆိုသူဟာ2024ခုနှစ်ဧပြီလမှာစစ်မှုထမ်းအပတ်စဉ်တင့်အတွက်အတင်းအကျပ်စုဆောင်းခံလိုက်ရပြီး ရှမ်းမြောက်ရှည်တန်းစစ်မြေပြင်မှာလွန်ခဲ့တဲ့6လလောက်ကတည်းကတည်သွားတယ်ဆိုပါတယ်အဲ့ဒီလိုစစ်မှုထမ်းတပ်သားတင်မောင်းချမ်းမြေအောင်တည်ဆုံးမှုကိုစစ်ကောင်စီတပ်နဲ့ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့ကကျန်ရသူမိသားစုစီအတိမပေးပဲ6လကျော်တဲ့အချိန်ကြာမှာစစ်တပ်ကမိသားစုကိုအတိပေးလာတဲ့အတွက်မိသားစုဟာယမန်နေ့ကမှရက်လေတပိတ်ပြုတ်လုခဲ့ရတယ်လို့တည်ဆုံးသူတပ်သားတင်နဲ့နှိစက်သူကပြောထားပါတယ် ဲ့လိုပဲတောင်ကြီးမြို့နယ်ចောင်းကြီးစုရဲနာတီရီကန်တာစိန်ပန်းညောင်ဖြူစခန်းချမ်းမြတာစီစတဲ့ရက်ွက်တွေကစစ်မှုရန်စစ်ခွန်ခံရတဲ့လူငယ်တွေဟာလေရှည်တန်းမှာမကြာခဏတိတ်ဆုံးခဲ့ပြီးကျန်ရဲသူမိသားစုကအချိန်နဲ့တပြေးညီတိတ်ခွင့်မရပဲအချိန်များစွာနောက်ကျပြီးမှစစ်တပ်ကအတိပေးအကြောင်းကြားခဲ့တယ်ဆိုပါလေဒါအပြင်အဲ့ဒီလိုရှည်တန်းမှာတိတ်သွားကြတဲ့စစ်မှုရန်တပ်အသစ်တွေအတွက် မိသည့်အကျိုးခံစားကွင်းမှာပေးမှာမဟုတ်ဘူးဆိုပြီးတော့ပါစစ်တပ်ကအတီလက်အတီပေးအကြောင်းကြားထားတယ်လို့လေဒေတာတွင်းသတင်းရင်းမြစ်ကပြောထားပါတယ်အဲ့လိုပဲအေရီတိုင်းကန်ကြီးတောင်မြို့နယ်ရေတွင်းစိတ်အုပ်စုကစစ်မှုထမ်းအပစင်6တင်းတန်းစင်တသားတဲ့ကိုဇင်ဘူဘူဆိုသူဟာလေမတ်လ10ရက်နေ့ကပဲဂီနီပြည်နယ်အဆက်ရှည်တန်းစစ်မြေပြင်တိုက်ပွဲမှာတေသွားပြီး ကျင်းသူမိသားစုကိုလည်းဘာအကျိုးခံစားကွက်မှပေးမှာမဟုတ်ဘူးဆိုပြီးတော့ပါစစ်တပ်ကပြောဆိုလာတယ်လို့တည်ဆုံးသူစစ်မှုထမ်းတပ်သားတဲ့ကိုစင်ဘူပူနဲ့နီးစပ်သူကရန်ကုန်ခေတ်တစ်ကိုပြောထားပါတယ်ခင်ဗျတဖက်မှာတော့ပကိုးတိုင်းကြောက်ကြီးမြို့နယ်ကအချက်ဖတ်စစ်ကောင်စီရဲ့နတ်တန်ကွင်းစခန်းနဲ့ကွင်းချောင်းဝဘျူဟာစခန်းတွေကနေစစ်မှုထမ်းတပ်သား၈ဦးဟာတော်လိုင်းတပ်သူစီကိုထွက်ပြေးလာပြီးအလင်းဝင်ရောက်လာကြတယ်လို့ ပဲဘကူခိုင် PDF အမှတ်နှစ်တရင်ရဲ့တာဝန်ရှိသူတို့ကရှင်ကုန်ခစ်တီကိုပြောပါတယ်ဒါကတော့ဩဂလစနီယန်နေ့ဖြစ်တဲ့မနေ့ကပဲဘကူတိုင်းကြောက်ကြီးမြို့နယ်ကအချက်ဖက်စစ်ကောင်စီရဲ့နှစ်တန်ခွင်စခန်းနဲ့ကွင်းချောင်းဝဘီဝါစခန်းတွေမှာအပုတ်ခံထားရတဲ့စစ်မှုရန်တတတဲ့၈ဦးဟာ PDF အမှတ်နှစ်စစ်စင်ရေးနည်းမြေဘကူခိုင်တရင်နှစ်စီကိုကိုလူယုံထွက်ပြေးလာပြီးတော့လင်းဝင်ရောက်လာကြတယ်ဆိုပါတယ်အဲ့ဒီလိုလင်းဝင်လာတဲ့စစ်မှုရန်တတတဲ့တွေဟာ စစ်မှုထဲအပတ်စဉ်9က2ဦးနဲ့အပတ်စဉ်9က6ဦးဖြစ်တယ်လို့သိရပြီးလက်ရှိမှာတော့အဲ့ဒီစစ်မှုထဲတပ်သား7ဦးစလုံးကိုဒေါ်လာရေးတပ်တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုးဆိုဆောင်ရှောက်ပေးထားတယ်လို့စီရီယံလုံထုံးလုံနည်းနဲ့အညီစီစစ်လက်ခံပြီးလူအခွင့်အရေးအပြည့်အဝနဲ့ထိမ့်သိမ်းထားပါတယ်လို့လည်းဘကူးခိုင်ပြည်တဲ့အမှတ်နဲ့တက်ရင်းရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်လက်ရှိစစ်ကောင်စီတပ်ရဲ့ရှေ့တန်းတွေမှာအပုတ်ခံထားရတဲ့စစ်မှုထမ်းတပ်သားအစ်တွေကိုတဆိုင်ရာသူတို့စစ်တပ်တရင်တွေမှာဖိနှိပ်မှုတွေရှိနေတဲ့အပြင်စစ်မှုထမ်းအစ်တွေကိုစစ်သားတွေကမယုံကြည်ပဲ နေခင်းတွေဆိုလက်နဲ့ပေးမကိုင်းဓာတ်တွေပါရှိပြီးတိုက်ပွဲတွေဖြစ်လာရင်လည်းအဲ့ဒီစစ်မှုထမ်းတပ်သားအစ်စ်တွေကိုအရှိကနေအသေးခံခိုင်းပြီးတော့တကယ်လို့တည်သွားရင်လည်းအထက်ကိုမတင်ပြပဲအဲ့ဒီစစ်မှုထမ်းတပ်သားအစ်စ်တွေရဲ့လာဇာတွေကိုဖျက်ဆီးဓာတ်တွေအပြင်တိုက်ပွဲမှာဒဏ်ရာရရင်လည်းပြန်မဆွဲသွားပဲဒီအတိုင်း target ဓာတ်တွေပါ ိုက်ပွဲတိုင်းမှာမြင်တွေ့နေရတဲ့အတွက်စစ်မှုထမ်းတပ်သားတစ်တွေအနေနဲ့အခွင့်အရေးရတာနဲ့တော်လှန်ရေးတပ်တွေစီကိုသာထွက်ပြေးလာပြီးအလင်းဝင်ရောက်ကြဖို့ကိုပဲတိုက်တွန်းချင်ပါတယ်လို့ဘကုခိုင်ပြည်တဲ့အမှတ်နဲ့တရင်ရဲ့တာဝန်ရှိသူတို့ကပြောထားပါသေးတယ်ခင်ဗျ။ ဖက်မှာတော့မကွေးတိုင်းပွင့်ဖြူမြို့နယ်ကဖလန်ချင်းကျေးရွာအနီးရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကိုဒေါ်လန်ရေးပူပေါင်းတပ်တွေကဝိုင်းဝန်းတက်ခတ်ချင်းမုံရမှာစစ်ကောင်စီဘက်ကထိခိုက်တိုက်ဆုံမှုတွေတော်တော်ကိုများနေပြီးအထိနာသွားကြတယ်လို့ဒေသခံစီရီတရင်ရင်မြစ်ကရှကုန်ခစ်တီကိုပြောပါတယ်ဖြစ်စဉ်ကတော့အောက်လ9ရက်နေ့ကပဲပွင့်ဖြူမြို့နယ်ဖလန်ချင်းကျေးရွာအနီးကိုအင်အား150ဝန်းကျင်လောက်နဲ့ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကို တော်လန်ဤပူပေါင်းတပ်တွေကဝိုင်းဝန်းပိတ်ဆို့တိုက်ခတ်ရမှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့တယ်ဆိုပါတယ်အဲ့ဒီနေမြေဟာ PDF စုံမထိန်ချုပ်ထားတဲ့နေမြေဖြစ်တဲ့အတွက်စစ်ကောင်စီဘက်ကထိခိုက်သိစုံမှုတွေတော်တော်ကိုများသွားပြီးအရေးအတွက်တင်ထေသွားတဲ့စစ်သားအယောက်30ဝန်းကျင်နှိပါရဲ့မပါအလောင်းတွေကိုကားတွေနဲ့ပြန်တဲသွားကြတာအတိုင်းနာတွေ့နေရသလိုဒဏ်ရာရတဲ့သူတွေကိုလည်းကားတွေနဲ့ထိတ်ရောက်လာပြီးတော့တဲသွားကြပြန်တယ်လို့ဒီသက်ကန်စီရေးသတင်းရှင်းမြစ်ကပြောထားပါတယ် လက်ရှိစကိုင်းနဲ့မကွေးဘက်တွေမှာတော်လိုင်းတက်တွေထိန်းချုပ်ထားတဲ့နေမြေတွေကိုစစ်ကောင်စီတပ်ကပြန်လည်ထိန်းချုပ်ခြင်းနဲ့အတွက်စစ်ကြောင်းထိုးတာတွေကိုမကြာခဏလာလာလုံနေပြီမဲ့သူတို့စစ်တပ်စစ်ကြောင်းတွေသာတော်လိုင်းတက်တွေရဲ့တိုက်ခိုက်ခြင်းမမှုတွေကြားမှာအထိနာပြီးပြန်ပြန်ဆုတ်သွားရတဲ့အခြေအနေတွေဖြစ်နေတယ်လို့စစ်ကောင်စီတပ်စစ်ကြောင်းတွေကတော့သူတို့ရဲ့ထုံးစံအတိုင်းတော်လိုင်းတက်တွေကိုမနိုင်တာနဲ့ ခြေရွာနေပြည်သူတွေကိုလူသားတိုင်းအဖြစ်ဖမ်းဆီးတာတွေလုပ်လိရှိပြီးတချို့ပြည်သူတွေကိုတော့သူတို့စစ်တပ်စစ်ကြောင်းလွတ်လောက်ပြီးထင်တဲ့နေရာမျိုးရောက်မှပြန်လွတ်ပေးတာမျိုးလည်းရှိတယ်လို့ဒေသခံစီရင်တည်ရင်မြင့်ကရှင်းပြထားပါသေးတယ်ခင်ဗျတဖက်မှာတော့မန္တလေးတိုင်းမြင်းကျန်မြို့နယ်ကတလုံးမြို့ချင်းရွာမှာတဆွဲထားတဲ့အချမ်းဖက်စစ်ကောင်စီတပ်ကိုတော်လိုင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ချေမုန်းရမှာစစ်ကောင်စီတပ်သား၈ဦးကတော့အသီးသီးတိတ်ကုန်ကြပြီးတဲ့နောက် စစ်ကောင်စီတပ်ကဘာမှမဆိုင်တဲ့ယသပိတရီနေထိုင်ရာနေအိမ်တွေကိုမိရှုဖျက်ဆီးသွားကြတယ်လို့ CDSOM ဘူဆက်ချာစစ်ကြောင်းရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့အောက်ကလာ9ရက်နေ့ကစပြီးမြညံမြို့နယ်တလုံးမြို့ဂျေးရွာမှာအထိုင်ချတဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကိုဒေါ်လာအင်တရီကစစ်ကြောင်း3ကြောင်းနဲ့ဝင်ရောက်တက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတက်ခိုက်မှုအတွင်းနှစ်ဖက်အပြန်အလှန်တိုက်ပွဲဖြစ်ပွားမှုကြားမှာစစ်ကောင်စီတပ်သား10ဦးကတော့အတိအသေးတေကုန်ကြပြီးတဲ့နောက် စစ်တပ်ကလေကြောင်းပစ်ကူနဲ့လက်နက်ကြီးပစ်ကူပါတုံးပြီးသူတို့အကျင့်အတိုင်းတော်လိုင်းတတွေကိုမနိုင်တာနဲ့ဘာမှမဆိုင်တဲ့ရတပီတွေနေထိုင်ရာဘက်တွေကိုဘုံကျဲပစ်ခတ်တိုက်ခိုက်တာတွေလုပ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုစစ်ကောင်စီတပ်ကရတပီတွေကိုမဲပြီးပြစ်မှတ်ထားတိုက်ခိုက်မှုတွေမှာမိလောင်ဘုံတွေပါအတုံးပြတိုက်ခိုက်သွားမှုကြောင့်ပြည်သူပိုင်းနေအိမ်တွေလည်းမိလောင်ပျက်စီးမှုတွေရှိထားတယ်လို့ CDSOM ဘူဆက်ချစစ်ကြောင်းရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာ တစ်ဖက်မှာတော့ပဲခူးတိုင်းတဲကုန်းမြို့နယ်မှာစစ်ကြောင်းထိုးနေပြန်တဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကတော်လိုင်းတပ်တွေကိုမနိုင်တာနဲ့အယသပြည်သူတွေနေထိုင်ရာခြေပါတွေကိုနှစ်ရက်ဆက်တိုက်မိရှုဖျက်ဆီးနေပြီးအဲဒီစစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်တွေကလည်းလိုက်လံတိုက်ခိုက်နေတယ်လို့တိုက်ပွဲတွေပါပြင်းထန်နေတယ်လို့ BKI ပကဖစီတာဝန်ခံကရှင်ကိုခစ်တယ်ကိုပြောပါတယ်ဒါကတော့ ဩဂလစနေနေ့ဖြစ်တဲ့မနေ့ကပဲပဲခူးတိုင်းတဲကုန်းမြို့နယ်မှာစစ်ကြောင်းထိုးနေပြန်တဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကရုံးပင်တက်ခြေရွာကနေတဆင့်ဓာသွေးကြောင့်ခြေရွာကိုပါဝင်ရောက်ပြီးပြည်သူပိုင်းနေအိမ်တွေကိုအကြောင်းမဲ့မိရှုဖျက်ဆီးခဲ့တယ်ဆိုပါတယ်အဲဒီနောက်ပြည်ခိုင်ပကပတက်ခတ်ရေးအဖွဲ့နဲ့တဲကုန်းမြို့နယ်ပကပအဖွဲ့တွေရောက်လာပြီးတော့အဲဒီစစ်ကောင်စီတပ်စစ်ကြောင်းကိုပြန်လည်တက်ခတ်ရမှာနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်အဲဒီမှာအထိနံသွားတဲ့စစ်ကောင်စီတပ်စစ်ကြောင်းဟာတော်လိုင်းတက်တွေကိုမနိုင်တာနဲ့ဒီကနေ့ဩဂလ13ရက်နေ့မှာတော့ တရက်ဂိုင်းကျိုးဂျေးရွာကိုဝင်ရောက်ပြီးထပ်မံမိရှုဖြက်စီးခဲ့သလိုဂျေးရွာနေပြည်သူတွေကတော့ဘေးလွတ်ရာကိုတန်းရှောင်နေရပြီးအဲဒီမှာဘတ်တော်လိုင်းတပ်တွေနဲ့အဲဒီစစ်ကောင်စီတပ်စစ်ကြောင်းအကြတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ BKI ပကပစီတာဝန်ခံကပြောထားပါတယ်ခင်ဗျအခုတခါဆက်ချင်တာကတော့ရန်ကုန်မြို့လတ်တာမြို့နယ်က New Party KTV မှာ ပြစ်ခတ်ခံရပြီးတည်သွားတယ်အာမင်းလို့ခေါ်သူဟော်ချွန်းမြန်ဟာဒုစရိုက်လောကကဖြစ်ပြီး သူ့ရဲ့နိုင်ရေးကိုအချမ်းဖက်စစ်ကောင်စီတက်ရင်ဗိုလ်မှူးဗိုလ်ကြီး၈ဦးကလွမ်းသူပန်းချင်းလာပို့သွားတယ်လို့အဲ့ဒီအမှုကိုလေ့လာစောင့်ကြည့်နေသူတွေကပြောပါတယ်။ဒါကတော့ဩဂလ10ရက်နေ့ညနေ3နာရီဝန်းကျင်လောက်ကပဲရန်ကုန်မြို့လာတာမြို့နယ်အမှတ်ရှိရက်ကွက်ရွှေကုံဖျားလန်းရန်ကုန်တန်လွင်ဟိုတယ်ပထမတက်မှာရှိတဲ့ New Party KTV မှာအသက်50အရွယ်အာမြင့်လို့ခေါ်တဲ့ဟော်ချွန်းမြန်ဆိုသူဟာတနက်နေ့ပြစ်ခတ်ခံရပြီးဝဲဘက်နဲ့တင်ကြီဖောက်ဒဏ်ရာနဲ့တေသွားတဲ့အမှုဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီ GDP အခန်းထဲမှာအမေရိကန်နိုင်ငံလုတ်တနက်ကြီးတဲ့စတန်းပါရွှေရောင်တနက်တလက်ကိုပါတွေ့ရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်ဒီကနေ့ဩဂလ13ရက်နေ့မှာတော့အဲ့ဒီ GDP မှာပြစ်ခတ်ခံရပြီးတည်သွားတဲ့အာမြင့်ဆိုသူရဲ့နာရေးကိုပြုတ်လောက်ရမှာစစ်ကောင်စီတပ်ရဲ့ဗိုလ်ကြီးထူးဝေရန်ဖြိုးဗိုလ်ဘူးမျိုးကိုကိုဗိုလ်ကြီးနိုင်လဲအောင်အပါဝဲနေမီအဆင့်မြို့နယ်ထောက်လန်းရေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ယာဒူးရယူထားတဲ့ဗိုလ်ကြီးဗိုလ်မှူး၈ဦးတို့က နာရေးကိုလွမ်းသူပန်းချင်းတွေလာပေးဖို့တွားတယ်လို့အဲ့ဒီအမှုကိုလေလာစောင့်ကြည့်နေသူတွေကပြောထားပါတယ်အဲ့ဒီတေဆုံးသူအာမြင့်လို့ခေါ်တဲ့ဟော်ချွန်းမြန်ဆိုသူဟာမူရစေဝအမှုနဲ့ပတ်သက်သူဖြစ်တဲ့အပြင်ကြားဖြတ်အမှုတွေနဲ့ပတ်သက်ပြီးရန်ကုန်မှာလာရောက်တိုင်းရှောင်နေသူဖြစ်တဲ့ဆိုတဲ့သတင်းပေးပို့မှုတွေကိုပါလက်ခံရရှိထားပြီးမြဲ အဲ့ဒီအချက်လက်တွေကိုရန်ကုန်ခေတ်တအနေနဲ့အတည်ပြုလို့မရသေးသလိုအဲ့ဒီအမှုကိုလေးလာစောင့်ကြည့်နေသူတွေကတော့နာရေးကို လွမ်းသူပန်းချင်းတွေလာပို့သွားတဲ့စစ်တကဗိုလ်မှူးဗိုလ်ကြီး၈ဦးကိုအကုံခေါ်ဆက်ရင်တော့မူရဲစေဝါအမှုတွေပါအကုံပေါ်မယ်ဆိုပြီးတော့ပါပြောထားကြပါသေးတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ